အခုကြိုင်ထားတဲ့စာအုပ်လေးရဲ့အမည်ကတောင်းမအိမ်ရှိတယ်မျက်နှာဖုံးပုံလေးမှာတော့အနီရောင်ကော်ထားတဲ့အိမ်လေးရှိမှာသားငယ်လေးတူရက်နေပါတယ်အစင်းရောင်အင်းကြီးလေးနဲ့လက်နှစ်ဖက်ကိုဘေးကိုစံတန်းထားပြီး ခေါင်းလေးကိုဆောင်းထားပါတယ်မျက်နှာလေးကအေးဆေးငြိမ်သက်ပြီးတည်ငြိမ်နေပါတယ်အိမ်ပြင်းရဲ့မိုးကုတ်စဝိုင်းအောင်မှာ ထွက်ခါစားနေမင်းကြီးနဲ့အတူလောကကြီးကလှပတာယာနေပါတယ်နောက်တစ်ပုံကတော့ အနီရောင်ကုတ်ထားတဲ့အိမ်လေးဟာဈေးရောင်အပြားချေမုံထားပြီးပရင်းပေါက်လေးကိုတော့အဝါရောင်ဆေးလေးချေထားပါတယ်။ပရင်းတကားကိုတေးချစွာပိတ်ထားတဲ့အိမ်လေးဟာလှပတင့်တယ်ပြီးလုံခြုံမှုရှိနေတယ်ဆိုတဲ့ခံစားချက်လေးကို ပေးနေပါတယ်။သားငယ်လေးဟာပျော်ရွှင်မြူတူပြီးပြေးလွှားစော်ကစားနေတာပေါ့။ကျွန်တော်မှအိမ်ရှိတယ်။နောက်ထပ်စာမျက်နှာမှာရေးထားတာကခွေးလေးမှအိမ်ရှိတယ်တဲ့။ အဖြူရောင်ခွေးအိမ်လေးဟာအနေရောင်ဆေးရည်နဲ့အနားကိုထားပြီးလှပနေပါတယ်။အထဲမှာအဝါရောင်လေဘယ်လေးနဲ့ခွေးပြားလေးတစ်ကောင်အိမ်နေတယ်။ကိုယ်တစ်ပိုင်းကသူ့အိမ်လေးထဲမှာရှိပြီးတော့သူ့ရဲ့ခေါင်းတစ်ပိုင်းကတော့အပြင်ဘက်မှာပါ။သူ့ရဲ့လမ်းတစ်ဖက်ကို ရှက်ပြီးခေါင်းလေးကိုတင်ထားပါတယ်။အေးအေးဆေးဆေးအနားယူနေတဲ့ပုံပေါ့။သားငယ်လေးကအဲ့ဒီခွေးအိမ်လေးကိုမှီရက်နေပြီးတော့ခွေးလေးကိုလက်ညှိုးထိုးပြနေတယ်။ ခွေးလေးမှအိမ်ရှိတယ်။စာမျက်နှာသုံးပါပုံလေးဆွဲထားတာကတော့အဝါရောင်ကြောင်လေးဟာသူ့ရဲ့အိယာလေးပေါ်မှာပလက်လှန်ပြီးနှိမ့်ချိုက်စွာအိမ်နေပါတယ်။သားငယ်လေးကတော့ကြောင်အိယာလေးရဲ့ဘေးမှာဒူးထောက်ပြီးကြောင်လေးကိုတီးခြားကြည့်နေပါတယ်။ကြောင်လေးမှအိမ်ရှိတယ်။နောက်ထပ်စာမျက်နှာလေးမှာတည့်ရက်လေးရဲ့ကြားထဲမှာငှက်တားကြီးတစ်ခုရှိနေပြီးတော့အထဲမှာငှက်ကလေးတစ်ကောင်ကအေးအေးဆေးငြိမ်သက်စွာ အိတ်ဆက်နေတာကိုသားငယ်လေးကအောက်ကနေလှမ်းကြည့်နေပါတယ်။မှန်လေးမအိတ်ရှိတယ်။စာမျက်နှာနံပါတ်9မှာကတော့ငားအလှမွေးဦးလေးထဲမှာအဝါရောင်ငားလေးတစ်ကောင်ရှိနေပါတယ်။အဲ့ဒီငားလေးကငားအိမ်လေးထဲမှာပျော်ရွှင်စွာနဲ့အစာတွေစားပြီးတော့ရေကူးနေပါတယ်။သားငယ်လေးကအလှအိုးလေးကငားလေးကို သူ့ရဲ့ညာဘက်လက်လေးနဲ့ငားစာကျွေးနေပြီးတော့ပျော်ရွှင်တဲ့မျက်လုံးလေးနဲ့ အစာစားနေတဲ့ငါးလေးကိုကြည်နူးစွာကြည်နေပါတယ်။ငါးလေးမှအိမ်ရှိတယ်။နောက်ထပ်စာမျက်နှာမှာကတော့အင်္ဂလီတလုံးရဲ့ရှေ့မှာ သားငယ်လေးတယောက်လမ်းလျှောက်နေတဲ့ပုံလေးပါ။အချင်းတန်းရဲ့အိမ်ပြန်ချင်တယ်။စာမျက်နှာခုနေမှာကတော့သားငယ်လေးဟာ ကစားစရာအစုံထည့်ထားတဲ့ပုံလေးရှေ့မှာဒူးထောက်ထိုင်ပြီးတော့ခရမ်းအောင်ဘောလုံးလေးကိုသူ့နေရာပုံလေးတွေကိုပြန်ထည့်နေတာပါ။ ဘောလုံးလေးအိမ်ကိုပြန်ဆာမျက်နှာရှစ်အခုပုံလေးမှာတော့အဆင့်၃ဆင့်ပါတဲ့စာအုပ်စင်လေးမှာစာအုပ်တွေအကန်တိုင်းရှိနေပါတယ်။ဒါငယ်လေးဟာစာအုပ်တို့ကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့စာအုပ်စင်မှာ နေရာတကျပြန်တင်နေတာပါ။စာအုပ်လေးအိမ်ကိုပြန်နောက်ထပ်စာမျက်နှာနံပါတ်၉မှာတော့အုတ်ထုတ်ချိတဲ့ဂျေးလေးတစ်ခုနေရာမှာရှိနေပါတယ်။ဒါငယ်လေးဟာအပြင်ကပြန်လာပြီးသူ့ရဲ့အုတ်ထုတ်လေးကို နေရန်ဘောကခြေလေးမှာတည်တည်ကြာကြာသွားချိန်နေတာပါ။အိုးထုတ်လေးအိမ်ကိုပြန်။စာမျက်နှာနံပါတ်30မှာတော့ပုံထဲမှာဇပွဲတစ်လုံးနဲ့ထိုင်ကုံတစ်လုံးရှိနေပါတယ်။သားငယ်လေးကထိုင်ကုံကို သူ့နေရာဖြစ်တဲ့ဇပွဲကုံရဲ့အောက်ကိုလက်နှစ်ဖက်နဲ့တေးချာတွန်းပြီးရွှေ့နေပါတယ်။ထိုင်ကုံလေးအိမ်ကိုပြန်။စာမျက်နှာ27ဒီပုံမှာဆိုရင်သားငယ်လေးဟာရေတောက်ပြီးသွားလို့ ရေအိုးအဖုံအုပ်ဆောင်ကိုဖွင့်ပြီးရေခွက်ကိုရေအိုးပေါ်မှာ ပြန်ထားနေတာပါရေခွက်လေးအိမ်ကိုပြန်စာမျက်နှာနံပါတ်7ပုံထဲမှာဆိုရင် အစင်းနှစင်းပါတဲ့ဖနက်စင်လေးတစ်ခုအဲ့ဒီဖနက်စင်လေးရဲ့အောက်ဆင့်မှာဖနက်တရံရှိနေပါတယ်သားငယ်လေးကအပြင်ကပြန်လာပြီးသူစည်းလာတဲ့ဖနက်ကိုစင်မော်ကိုလက်နှစ်ဖက်နဲ့တေချာတင်နေပါတယ်ဖနက်လေးအိမ်ကိုပြန်နောက်ထပ်စာမျက်နှာမှာက ပကံစင်ပေါ်မှာပကံ၃ချက်စီပြီးထောင်ထားပါဗါးသားငယ်လေးကစီပြီးသားပကံတစ်ချက်ကိုရေစစ်ပြီးပကံစင်ပေါ်ကိုလက်နှစ်ဖက်နဲ့တေးတေးချာချာတင်နေတဲ့ပုံလေးပါပကံလေးအိမ်ကိုပြန်စာမျက်နှာဆလေးပုံထဲမှာဆိုရင်သားငယ်လေးရဲ့အမိုက်ပုံတစ်ပုံရဲ့ငပြောကုံလေးတစ်ခုရဲ့ပေါ့အဲ့ဒီမှာသားငယ်လေးကစာပြီးသားငပြောကုံလေးကိုကင်လာပြီးတော့အမိုက်ပုံထဲကိုထည့်နေတာပါ မပြောခွန်လေးအိမ်ကိုပြန်စာမျက်နှာ15မှာပုံထဲမှာတော့တောင်တန်းကြီးတွေရယ်ဝင်းလူဆဲဆဲနေမင်းကြီးရယ်ရှိနေပါတယ်အဲ့ဒီအချိန်မှာသားငယ်လေးကပြုံးရှင်စွာနဲ့နေလုံးကြီးဝင်နေပုံကိုလက်ညှိုးထိုးပြနေတာပါနေလုံးလေးအိမ်ကိုပြန်ဒါကတော့စာမျက်နှာ16ပါစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာပေါ့ပိတ်ထားတဲ့ဗတင်းတကားရဲ့အောက်ကကရင်လေးတစ်လုံးပေါ့မှာသားငယ်လေးဟာဆောင်းကိုခြုံပြီး အိတ်ဖို့ပြင်ဆင်နေတဲ့ပုံမှာရေးထားတဲ့စာသားလေးကတော့ ကျွန်တော်လဲနေထတဲ့အိမ်ကိုပြောင်းရောက်ပြီ